မင်္ဂလာပါခင်ဗျာဒီနေ့တော့ artist မြေဝင်းထင်ရဲ့ touch solo show ဖြစ်တဲ့ heroes of myanmar ဆိုတဲ့ art exhibition ကတ်လောက်မှာပါတဲ့ပချီကားတွေကိုကြည့်ရှုခံစားကြရအောင်ပါရာဇဝင်ရုပ်ပြများကိုစတိုက်ထုတ်ဝေဖို့စက်ကူးရစဉ်ကဆရာဝတ်တုံးကိုပူဇော်ခဲ့သည်ကျွန်တော်ကအသက်ကြီးလာတော့လက်ကသိမ့်မသွားတော့ဘူးကျွန်တော်စိတ်ကြရင်းနိုင်တဲ့လူတစ်ယောက်ပဲရှိတယ်သူကမောင်ထိန်ပဲ။ ဤသို့ဖြင့်အကိုနှင့်ကျွန်တော်ရာဇဝင်ရုပ်ပြတွေအတူလောက်ချဖို့ကြိုးပမ်းဖြစ်ခဲ့သည်ညီဝင်းထိန်ကိုဘယ်တော့မှမမီမှာမဟုတ်ဘူးသူက ပါမင်ရှင်မဲဟုဆိုကရုပ်ပြရေးသောအလုပ်ကိုစွန့်ခဲ့ဘူးသောကျွန်တော်အကြောင်းပြန်ပြောဖြစ်သည်ကိုထိန်က အနုလှတွေကြိုက်သလိုတိုက်ပွဲတွေသူရဲကောင်းတွေရေးရာတွင် အလွန်သေးကြတွက်လက်သူဖြစ်သည် သို့သော သူရေးခဲ့သည်တခါတည်းရန်သာအကြီးကားဖြစ်ရေးပါသည်အကြီးစားကြီးဥွင့်ကန်ဤ ဝတ်တီကန်တိုက်ပွဲစစ်သူကြီးမဟာဗန္ဓုလာစသည့်မြမသူရဲကောင်းများကိုမြင်ရလိုက်ဗမစိတ်ဗမတတိကိုလို့ထဆွမ်းကြောင်းခံစားခဲ့မှုဒီကြောင်းဒီဘက်ကာလတွင်မြမသူရဲကောင်းများကိုအကောင်းဆုံးပကြီးကားဖြစ်ဖန်တီးနိုင်စွမ်းသူကိုမျှော်လင့်မိသည်ထို့သူမှာတယောက်တည်းသာရှိမည်ကိုကျွန်တော်မြင်မိသည်အခုတော့ကိုထင်ကမြမသူရဲကောင်းတွေအများကြီးကိုစိတ်လိုလက်ရဇက်တိုက်ရေးသည်ကျွန်တော်ကတော့ချစ်ခင်လေးစားရင်းစိတ်ထားဖြင့် မြေဝင်းထဲဤတတရားမြောက်တကူတော့ပြပွဲမြမသူရဲကောင်းများကိုရဲရဲတင်းတင်းခင်းချင်းပြသဖို့တာဝန်ယူလိုက်သည်ကျွန်တော်တို့အတူတူပကြီးရေးကြသည်ပါရမီဖြစ်ပဲအနီနန်းပကြီးဆ ्याम နန်းကကိုထိတ်ကိုအနီးကပ်ပံပိုးသည်အခုတော့မြေဝင်းထင်ကမြမသူရဲကောင်းတွေကိုတကယ်မွေးထုတ်နိုင်ခဲ့ပြီမို့အမှုပညာမြောက်ပြပွဲကြီးတပွဲဆင်နွှဲလိုက်ရပါသည်လို့ Golden Art Gallery ရဲ့ပြပွဲတာဝန်ခံကိုနိုင်ကြီးကဒီပြပွဲကိုညွှန်းခဲ့ပါလေ ကျွန်တော်အနေနဲ့အဲ့ဒီပြောင်းပွဲကိုကိုယ်တိုင်သွားပြီးမကြည့်လိုက်ရပါမယ်။အနီနန်းခုနောက်ပိုင်းပြုတ်လုပ်တဲ့ပြောင်းပွဲလေးမှာဥမြင့်ဝင်းထင်ရဲ့အလွမ်းမြေဆိုပြီးတကားစားနှစ်ကားစားထက်ပြတဲ့အခါမျိုးမှာကျွန်တော်ကြည့်ခဲ့ရတဲ့ကားတွေရှိပါလေ။အဲ့ဒီကားတွေဟာအပြင်မှာမြင်တွေ့ရတဲ့အခါတကယ့်ကိုခန္ဓာထဲဝါလွန်းတဲ့မြမရဲ့သူရဲကောင်းတွေကိုမြင်တွေ့ရပါလေ။ရှာမြင့်ဝင်းထင်ရေးသားထားတဲ့ပကြီကားတွေကိုကြည့်ရင်အဲ့ဒီခေတ်တုန်းက ူရဲကောင်းတွေရဲ့ဟန်ပန်တွေဟာဘယ်လိုရှိမယ်ဆိုတာကျွန်တော်တို့ခမ်းမန်းကြည့်ကြရအောင်ပါခင်ဗျာတတိယမြန်မာနိုင်ငံတော်ကိုထူထောင်ခဲ့တဲ့အလောင်းမင်းတရားကြီးရဲ့ဟန်ပန်ကိုစိတ်ကူးရဲမှမြင်အောင်ရေးဖွဲ့ထားတယ်ကြည်ကားပါခင်ဗျာဒုတိယမြန်မာနိုင်ငံတော်ကိုတည်ထောင်ခဲ့တဲ့ဘီရင်နောင်ကျော်ထင်တော်ရထားရဲ့ဟန်နဲ့မန်ကို ဖြစ်ကြီးကမှမြင်တွေ့ရမှာပါနော်ယထမင်းစောရဲ့မန်နဲ့ထံကိုရေးဖွက်ထားပြီးသူ့ရဲ့အစင်တစားတွေကိုပါထည့်သွင်းရေးဖွက်ထားတယ်ပကြီးကပါနော်ထမင်းစောဟာခမီးတော်ရဲ့မြင်းကို ခမီးတော်လက်စွပ်ပြရီဆောင်းတယ်ခမီးတော်ကိုတကြမင်းဆောင်းနေတဲ့အရိနမလန်တီလာဝတ္တကြာပရမယာလက်စွပ်ပရမယာအုံဆောင်ခြင်းနဲ့တကွနှမင်း ခဏိကလက်လောက်ကို စီးပြီးပုတ်ပောက်ကိုသွားကာအလုံးရင်လူသူစုဆောင်တဲ့ဟန်ပန်ပါခင်ဗျာဒီဗီဂျီကားကတော့စစ်သူကြီးမဟာဗန္ဒူလာပန်းဝါတိုက်ပွဲကိုတိုက်ပွဲဝင်နေတဲ့ဟန်ပန်ပါဒီဗီဂျီကားကိုကြည့်ရင်ရှေခိကငင်းကြီးသပင်ကို အာယုံထဲမှာမြင်အောင်စီခဲ့ပါလေကျွန်တော်ငငယ်ငယ်က မြမသမိုင်းမှာတင်ခဲ့ရတဲ့သူရဲကောင်းကြီးလေးရောတီဗီကြီးကောင်းကတော့ဆရာကနှမြင်လေးစီသူရဲကြီးလေးပေါ့လို့အမည်ပေးထားပါလေရေးဖွဲ့ထားတဲ့ဟန်ကတော့လက်ထုပ်ရက်နိုင်ကြိုးကနဲ့တကွမြင်လေးစီသည်လူတို့ဖမ်း၍လည်းမရနိုင်အရှင်လည်းမရှိနိုင်ဟု၍အနော်ထာမင်းစောအားနားတော့ရှောက်လာ၏မင်းကြီးလည်းကြံစစ်သားမထွေယူမလုံးလဖဲညောင်ဦးဖီတို့တရေကြီးလေးယောက်တို့အားဖမ်းစီရာ ခြံရဲလောင်းလို့၍ရေတို့ချကဖမ်းပြီးမင်းကြီးအားဆက်သည်မင်းကြီးလည်းထုံမြင့်လေးကြီးကိုတင်းတို့လေးယောက်မွေး၍ငါမှုတော်ကိုထမ်းဟု အနှင်းတော်ပို့၏ဒီပကြီးကကတော့ရေမြမပြင်းနေလက်ထက်ကမြင်းစစ်တီတော်တို့ရဲ့သူရဲကောင်းအဆုံးအဖြတ်တိုက်ပွဲဝင်ဟန်မှာရှာမြင့်ဝင်းထရဲ့ ငငယ်ကတမိုင်းမှတငဲရတဲ့ဥတ္တာပကူတိုက်ပွဲကိုဖွဲ့ထားတဲ့ပကြီးကားပါခင်ဗျာဥတ္တာပကူတို့ကျွန်းစစ်သည်ကမ္ဘောဒီးယားများစစ်ကြည်လာသည်စစ်ကူလော်မူပါဟုရှောက်တင်လာ၏နွမ်ထာမင်းစောလေမြင်းဒီကောင်လေးသိန်းစစ်ကူချီလာလိမ့်မည်ဟုမိန်သည်ကျန်စစ်သားငထွေယူငလုံးလက်ဖဲညောင်ဦးပီစစ်သူကြီးလေးယောက်တို့ကိုနတ်ဤတစားကဲသို့ဝစ်ဆင်စေ၍အလုအကျွေးကလားချီလျင်ရှစ်ချိတ်နှင့်စစ်ကူသွားသည် ဥဒပကုမင်းလဲမြင်းသည်လေးသိန်းလာစိတ်ညီဟုဆိုပြီးမြင်းသည်လေးကြီးသာလာသည်ဟုမတတ်မတာစကားဆိုလေသည်အထူးထူးသောလौရီချမ်းကြီးကိုပြသလေမှ လူမဟုတ်နတ်ဖြစ်ရသည်ဤသူတို့ကဲ့သို့မြင်းမှုသည်ထား၍ကြားမှမကြားဘူးဟုအံ့ဩချီးမွမ်းကုန်၏ဥကလာဤအဟာရာဇဝင်တော်ကြီးမှဖော်ပြပါလေဘာကြီးတော်မင်းလက်ထက်အာတန်မနိပူရကသေးတို့ထထွက်သည်ကို မြန်မာဘက်မှနှိမ်နင်းသည့်ဟန်ကိုရေးဆွဲထားတဲ့ရှာမြင့်ဝင်းထွေရဲ့အဖွဲ့အနှဲ့တစ်ခုပါပဲရှင်းမြန်မာပြည်နယ်လက်ထက်ကဖွဲ့စည်းထားတဲ့စင်တက်ရဲ့တိုက်ပွဲဝင်နေတဲ့ဟန်ကိုရှာဖွဲ့ထားတဲ့အဖွဲ့ပါမင်းရဲ့ကြော်စွာလေးရဲမျက်စွာဟုသောစင်ကိုစီး၍ငင်းသုံးတော့နှင့်အလဲကိုထွင်း၍တိုက်လေဤလို့ဥက္ကလာဤမဟာယာဇဝင်ကြီးမှာဖော်ပြထားတဲ့ မင်းရဲကျော်စွာနှင့်ရခိုင်ထောရာကြီးတိုက်ပွဲတက်ကရစ်948ခု AD 1386ခုနှစ်တုန်းကစင်ဖြူရှင်နှင့်ညီတော်ပြင်စီမင်းဆွေအင်ရှင်မင်းညီနောင်ဤမြင့်တက်နှင့်ရာဇတ်တွေတွေ့ကြလေတော့ရာဇတ်တွေလည်းအဒီအိုင်ဟူသောစင်ကိုစီး၍မြင့်တက်ကိုခံဤမြင့်တက်သားတို့လည်းထပ်၍လိုက်ဤလို့ ဒိဗယ်ရှိစွာ ဖွဲ့ဆိုထားတဲ့အတ္တယိုင်ရှင်တော်တို့အမည်ပေးထားတဲ့ရှာမြေဝင်းထရဲ့အဖွဲ့ပါငဆောင်ချမ်းတိုက်ပွဲလို့အမည်ရတဲ့ပကြီကားရဲ့အဖွဲအနှွဲကိုကြည့်ရှုခန်းစားကြည့်ပါဦးခင်ဗျာ။ရာမယနာဇတ်တော်တွေကလင်္ကာတိပပင်းညမတော်ဒုတနဲ့ခရရိုဤမိခင်ဂံမီရဲ့ အမုန်းကိုဖွဲ့ဆူထားတယ်ပကြီးကပါပြုခိဥဘိတ်တနုပြရှင်ပန္ထရာဘယမသည်စစ်မရေရ၌ဂါထာမန္တန်တကုဖြင့်စီကြီးတီး၍ရေကြီးလီဟန်ရေတကားများဖြင့်ရန်သူကိုရေလုံးအဖြစ်မျောစေသောစစ်ပရိယကိုတုံး၍စစ်ပွဲသားစီရနေနိုင်ခဲ့တဲ့ဟန်ကိုရေးသားထားတဲ့ဘိတ်တနုအောင်ပွဲအဖွဲ့ပကြီးကပါ ပကံပြည့်ရှင်နေရတရားပတိမင်းလက်ထက်လွေရာသီယာဤတဲနန်း၌ရေကစားကြသောကာလမင်းကြီးလူတော်ရာချစ်စွာသောမိဖုရားဆောလုံးကိုဥကောင်းမှခြေပြတိုင်းတကူလုံးရွှဲရွှဲဆူအောင်ရေလောင်းစေရာမိဖုရားဆောလုံးမှာလူပုံလည်းအရှက်ရသည်ဖြစ်၍မင်းကြီးနေရတရားပတိအားမျက်မုံးမှညှိုးခဲ့ဟန်ကိုဖော်ကျူးထားတဲ့မိဖုရားဆောလုံးအမိယကြည်ကားပါခင်ဗျာ။ artist မြင့်ဝင်းထင်ရဲ့ that solution ဖြစ်တဲ့ heroes of myanmar art exhibition ကတ်လောက်မှာဖော်ပြထားတဲ့မြမသူရဲကောင်းတွေရဲ့ပုံရိပ်ကတော့ဒီလောက်ပါပဲခင်ဗျာသူရဲကောင်းတွေရဲ့ပုံရိပ်ဒီကိုဖွဲ့ဆိုထားတဲ့ပကြီကား size တွေဟာတမန် size တွေတဲ့ကြီးမားတာကိုတွေ့ရပါတယ်ဒါကြောင့်မို့လို့အန်ဒီနမ်းများနောက်တစ်ခေါက်ပြဝဲပြုလုပ်ခဲ့ရင်တွားရောက်ကြည့်ရှုဖို့အတွက်တိုက်တွန်းမြစီအပြင်မှာပကြီကားကိုညဝါထင်ထင်မြင်တွေ့ရတဲ့အရသာဟာ ဘာနဲ့မှမလင်းနိုင်အောင်ထူးခြားတာမဟုတ်ပါခင်ဗျာအားလုံးကျမ်းမာချမ်းသာကြပါစေခင်ဗျာ